ီသူတွေအတွက်အနာဂတ်မှာကောင်းမှုနဲ့လူမှုဘဝနဲ့လှုပ်ချုံမှုကိုရရှိဖို့တနင်္လာရီတိုင်းထဲမှာရှိနေတဲ့စစ်ကောက်စီတပ်တွေအားလုံးကို မောင်းထုတ်ရမယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU KNL ကပြောဆိုလိုက်ပါတယ်။တနင်္လာရီကမ်ပိန်းနဲ့ပတ်သက်ပြီးတိုက်တွန်းအားပေးတဲ့ရုပ်သံထဲမှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဒုတိယစစ်ဦးစီးချုပ်ကပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်တို့တော့တူတူ ิกิลิดอร์บีตลอดอาตอเออเราเลือกแบบฮีนีกีตุกมลตะปิตาบัตตาดอดเดปแบบมาเชมาปลอยตาที่วิรวาลุกหัวบุดูดัลเลเอาไว้ให้เลือกหัวมันออกมาบลัดเก็บดูแลผู้เลือกปปากลิวาเดเลือกหัวกันแบบนอกพอดกุยอဒါပြင်တနင်္လာရီတိုင်းထဲမှာရှိတဲ့စစ်ကောက်စီတပ်အားလုံးကိုမောင်းထုံမသာအနံကတ်မှာပြည်သူလူထုအတွက်လှုပ်ချုံစိတ်ချတဲ့လူမှုဘဝကိုဖန်တီးနိုင်မယ်လို့ပြောပါရယ် တပပသူကတပပလာဘာတပပလာကြီးတပပကလူဘောလခရှင်ရပုကမှုထဲတပကလူကမြေကြီးတပသူတော့မှုအကကလရကောကောပကလရထမအလောတပတလူပပပသူပတာရပကူမတ်ကောပကပဘာသာအသူပဝပလူကဖဲပစေးတဲ့ပကမတ်ကောပမတ်ကောကနကနကစကစအဒုမကြီးချင်းမြေဖဲပမစေးနေမိတာတကူတာပတ်ကြတာဘာလို့ခုနေအဲရတော့ချော်ခုတော့လွတ်ပလောက်လေ တနတ်တရီခင်ဖေးလေလိုပါရတာချော်ထွေးလေးကပပူမတ်ကောအဲတာတူတပ်မျိုးလေကမပလမရှေဟောဝါလက်တကြီးတော့တာရတာသောတကခုရကေဖဂလူအတာဝတက်လေအဲတာဘဘူဘပလိုချီကိုကပုကမလောဝစီအကပပပပူမတ်ကောလောဦးခုနေအဲသူပတ်ပတ်တကောကောလေပူဖဲလေဖဲလောပမေတနတ်တရီကောဒူပူမီကေပမေလေ အဟောကမ်းကြီးပပကလူတလူအလအပွားတော်နေမူးနာလို့ပါမှာတော့လားအဲ့ဒီပြောဆိုမှုကိုတနေသားဤကမ်ပိန်းကရုတ်တန်နဲ့မီလာ၁၂ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။တနေသားဤကမ်ပိန်းဥက္ကဋ္ဌဆော်နီထူးကလည်းတနေသားဤကမ်ပိန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုအခုလိုပြောပါဗျ။ဒီဒေသကြီးဒီကင်းတော်လိုင်းအတွက်လူသားရေးမြင့်မြန်အားပြန်လဲစုဆောင်းဖြစ်တင်းရအတွက်အခြေခံမြေခံ ကောင်းခြင်းတနေ့လိုက်တိုင်းရှိပြည်သူများရဲ့အာဏာရှင်ကြဆုံးခြင်းနဲ့ငြိမ်းချမ်းတည်ငြိမ်သောလူ့ဖွဲ့စည်းကိုတည်ဆောက်လိုသည့်သဘောထားရှိသည်သဘောထားသည်လေမိမိတို့ကင်တော်လိုင်းရေးလမ်းစဉ်နှင့်ကိုက်ညီခြင်းရန်သူရဲ့စီးပွားရေးကုန်သွယ်ခြင်းနဲ့ရင်းနှီးမြှုပ်နှံမှုကိုရိုက်ချွနိုင်ခြင်းဖြင့်ပြပမဟာအင်အားကြီးနိုင်ငံများရဲ့ဝင်ရောက်ဆွတ်ထွက်မှုကိုဟန့်တားနိုင်စေရန်အတွက်ဒီကမ်ပိန်းကို ကျွန်တော်တို့လှုပ်ဆောင်ခြင်းဖြစ်ပါတယ် ဒါ့အပြင်အကြောက်တရားတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုပြန်လည်တည်ဆောက်ဖို့နဲ့အာဏာရှင်ကိုတနင်္သာရီတိုင်းဒေသကြီးထဲကနေတွန်းထုတ်ဖို့ဖြစ်တယ်လို့ဆိုပါရယ်။လက်ရှိတနင်္သာရီတိုင်းဒေသကြီးထဲမှာစစ်ကောက်စီတပ်ရဲ့စီရေလှောင်မှုတွေကြောင့်ကျေးရွာတွေနဲ့အိုးအိမ်တွေပျက်စီးဆုံးရှုံးမှုတွေရှိနေတဲ့အပြင်ဒေသခံပြည်သူလူဦးရေတသိန်းကျော်ဟာလည်းသူတို့ရဲ့နေရပ်ကိုစုပြီးစစ်ဘေးရှောင်နေရတယ်လို့စောနေထူးကပြောပါရယ်။ 2025ခုနှစ်ကစပြီးစစ်ကောင်စီတပ်ဟာတင်းနေတိုင်းတိုက်ထဲမှာစီရီလှောက်ရှားမှုတွေကိုပုံမတော်မြင့်လှောက်ဆောင်လာတဲ့အပြင် နေဆက်ဒေတာရှိစီးပွားရေး၊ကုတ်တွယ်ရေးလုပ်ငန်းတွေကိုပြန်လည်လှောက်ဆောင်နိုင်ဖို့အတွက်ကုတ်တွယ်ရေးလမ်းမတွေကိုတိုက်ပိုက်ဖို့ကြိုးစားလာတယ်လို့ဆိုပါတယ်။ စစ်ကောက်စီတက်ကိုတနေတိုင်းတိုင်းဒေသကြီးတစ်ခုလုံးကနေမောင်းထုတ်မဲ့တနေတိုင်းကပဲကိုမေလ၃ရက်နေ့ကနေဇွန်လ15ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီးအဲ့ဒီကပဲကနေဘတ်၃တန်းရရှိဖို့မျှော်မှန်းထားတယ်လို့စောနီထူးကပြောပါတယ်။